နမစ်တေကျွန်တော်နမည်မှာဒေါက်တာရရှန်မက်ရှန်ဖြစ်ပြီးဟိုက်ဒရာဗမ်မျိုးဂျူဘီလီဟီရှိဘလိုဆေးုံမှာပခုံးအထူးကိုဆရာဝန်တူပါဒင်ဂိုပခုံးအစားအထူးခွဲစိတ်မှုလုပ်ရင်အကြံပြုခံရပြီးဒါကဘာလဲဆိုတာစဉ်းစားနေပါသလားဒါဆိုရင်ဒီဗီဒီယိုကတင့်တွက်ပါပကုံးစာထုတ်ခွဲစိမှုဆိုတာပကုံးအစ်စ်ကိုတမနီနဲ့ပလတ်စတင်နဲ့အစာထုတ်ခြင်းတာဖြစ်ပါတယ် တင်သည်ပကုံးခွဲစိတ်မှုအတွက်တင်းညော်သူဖြစ်စေမဖြစ်စေတင်းမှာပကုံးအစစ်အရန်ပြင်းထန်စွာပျက်စီးနေပြီးဒါကတင်းပကုံးအစစ်ကတလစ်ပျက်စီးသွားတာကိုဆိုလိုတာပါတင်းကြာကြီးနာကျင်မှုခံစားနေရပါပြီထို့ပြင်ပကုံးအစစ်မှာအရန်ဆိုးတဲ့အကျိတ်အနေကြောင့်ပြန်ပြုတ်ပြင်လို့မရတဲ့အခါအထူးသဖြင့်အသက်ကြီးသူတွေမှာတော့ပကုံးအစားထိုးခွဲစိတ်မှုအတွက်တင်းညော်သူတွေဖြစ်ကြပါတယ် အကယ်၍မိမိမှာ VU မတိုက် arthritis နဲ့နာကျင်နေသူတယောက်ဖြစ်တဲ့ဒါမှမဟုတ်ပခုံးအစ်စ်ပြုတ်ခြင်းများစွာကြုံတွေ့ဘူးပြီးအခုခါမှာ arthritis ဖြစ်သွားပြီဆိုရင်လေဒီလိုလူတွေကပခုံးစားထိုးခွဲစိတ်မှုအတွက်တင်းလျောသူတွေဖြစ်ပါတယ်ပခုံးစားထိုးခွဲစိတ်မှုအတွက်နောက်ထပ်အဓိကအကြောင်းတစ်ခုကတော့ရှည်လျားစွာရှိနေတဲ့ rotator cuff ထိခိုက်မှုပါ ဒါကတော့ကြီးစားကြောသားတစ်ခုထိခိုက်မှုဖြစ်ပြီးအများအားဖြင့်လဲကျခြင်းတို့မဟုတ်မတော်တဆမှုတစ်ခုကြောင့်ဖြစ်တတ်ပေမဲ့အချိန်မတိုင်ခင်မသိရှိနိုင်ခြင်းတို့မဟုတ်ကုသမှုနောက်ကျခြင်းကြောင့်အဆင့်ကြီးအာသရိုက်တစ်ဖြစ်သွားတတ်ပါတယ်။ဒါဆိုပခုံးအစာထိုးခွဲစိတ်မှုဆိုတာတကယ်တမ်းပါလဲဆိုတာကိုပြောပါစို့။အဓိကအားဖြင့်ဆိုရင်ပျက်စီးသွားတဲ့အယိုးစစ်အတွင်းရှိအယိုးရေခွန်နဲ့အယိုးတွေကိုဖြတ်ထုတ်ပြီးအဲ့ဒီနေရာကိုတန်လဲပလတ်စတစ်တွေကိုအစားထိုးတပ်ဆင်ပေးတာပါ အကြောင်းကတော့ဒီတန်နဲ့ plastic မျက်နှာပြင်တွေဟာချောမွေပြီးတစ်ခုနဲ့တစ်ခုလုံးဝကိုက်ညီနေတဲ့အတွက်ပခုံးအစ်စ်လှူရှာမှုတွေမှာလာကျင်မှုမရှိတော့ပါဘူး။ဒါအပြင်ကြွတားအစွမ်းအာဏာကလည်းထောက်ပံ့ပေးနေတဲ့အတွက်မိမိရဲ့ပခုံးအစ်စ်ကိုလှူရှာနိုင်ပြီးနေစဉ်ဘဝအလောက်ကိုင်းများစုကိုလည်းပြန်လုပ်နိုင်ပါတယ်။ဒါဆိုဒီအစားထိုးခွဲစိတ်မှုတွေကိုဘယ်လိုလှုပ်ဆောင်ကြတာလဲ။ ဒီခွဲစိတ်မှုတွေကအခုခါမှာအလုံးပုံမှန်ဖြစ်လာပြီးကမ္ဘာတဝန်းလုံးကလူနာတန်းနဲ့ချီအတွက်နေ့စဉ်လှုပ်ဆောင်နေကြတာဖြစ်ပြီးအိန္ဒိယမှာလည်းအလုံးလူကြိုက်များလာပါတယ်။ပုံမှန်အားဖြင့်ကျွန်တော်လူနာတွေကခွဲစိတ်မှုနေမှာပဲဆေးရုံတက်လာကြပါတယ်။သူတို့ကိုကျွန်ုပ်တို့ရေဘူးရမေးဆေးလို့ခေါ်တဲ့မေးဆေးပေးပြီးခွဲစိတ်မှုအတွင်းအိတ်ဆက်နေကြတယ်နောက်ထပ်နိုးလာတဲ့အခါခွဲစိတ်မှုပြီးသွားပါပြီ။ခွဲစိတ်မှုကာလကပုံမှန်အားဖြင့်တနအီခွဲလောက်ကနေတနအီအထိကြာတက်ပြီး ဒီခွဲစိတ်မှုကို data ခံမေးစင်းနဲ့လဲလုဆောင်ပါတယ်ဒါကဆိုရင် ရေဘူးရမေးစင်းနဲ့အတူပဲကျွန်ုပ်တို့ဒီပုံးလက်ပတ်တဝိုက်ကိုစေထိုးပေးပြီး ပုံးလက်ကို24နာရီအထိမတိတာအောင် လုပ်ပေးတာပါဒါကဆိုရင်ခွဲစိတ်ပြီးနောက်ပူနာအများဆုံးဖြစ်နိုင်တဲ့ပထမ24နာရီအတွင်းမှာ ပုံးလက်ဘက်ကိုဒါစေထိုးပေးတာကြောင့်နာကျင်မှုအလုံးကိုတက်တာစီမှာပါဒါကြောင့်ခွဲစိတ်မှုကိုပူနာမှုအနေငယ်နဲ့ပဲလုံနိုင်မှာဖြစ်ပြီးအထူးသဖြင့်ပထမ24နာရီအတွင်းမှာပုံမိုတက်တာစီပါလိမ့်မယ်။ ခွဲစိတ်မှုအတွက်ပထမ၃နာရီအတွင်းမှာတော့ဆရာဝန်အဖွဲ့၊သူနာပြုအဖွဲ့နဲ့ခွဲစိတ်ခံဝန်ထမ်းတွေကတင့်ကိုအကီအဝါဂရုစိုက်မိကြပါတယ်။ကျွန်ုပ်တို့ Apollo ဆေးရုံ Jubal Health မှာလည်းကွန်ပျူတာကူညီမှုနည်းတညာဖို့အသုံးပြုပါတယ်။ဒါကဆိုရင်ခွဲစိတ်အစီအစဉ်အားလုံးကိုကွန်ပျူတာပေါ်မှာကြိုတင်စီစဉ်ပြီးခွဲစိတ်ခံမှလည်းအတိအကျအတိုင်းပြန်လည်လုပ်ဆောင်ပေးတာပါ။ဒီနည်းပညာကကျွန်ုပ်တို့ကိုခွဲစိတ်မှုတွေကိုအလွန်တိကျစွာလုပ်ဆောင်နိုင်အောင်ကူညီပေးပါတယ်။ အကောင်းဆုံးပခုံးအစားထိုးခွဲစိတ်မှုအတွက်ကျွန်ုပ်တို့၏အကူအညီနဲ့အကြံဉာဏ်လိုအပ်ပါကကျွန်ုပ်တို့ကိုဆက်သွယ်ပေးပါကျွန်ုပ်တို့ Apollo Seyoung Jubali Hills မှာတင့်အတွက်လိုအပ်တဲ့အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုရရှိစေရန်အစဉ်အမြဲရှိနေပါတယ်အထူးကျေးဇူးတင်ပါတယ်